come vamos ya ro မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဥကြောဥရေးသားပြုစုထားတဲ့မမောဆရာတော်ရဲ့ဟာတရတနဲ့ကြ བྱ ာများဆိုတဲ့စာအုပ်ကိုပိုင်းသုံးနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ စိတ်ကတော့ဘုံကြီးပါမမောဆရာတော်ဒီပြောစရာရှိရင်မြေသူမျက်နာကူမှမထောက်ထားမိမိဟာကိုးကွယ်စည်းကပ်နေသည့်ပြင်စမတန်ခါယတနာတင် မင်းနှုံမင်းကြီးမျက်နာကူပင်မငဲ့ညာခဲ့ပြီတဲ့မင်းနှုံမင်းဒီကာမဂုံခံစားရတွင်နှစ်ယောက်မရှိသောမင်းဖြစ်ခဲ့သည်မိဖုရားပေါင်း60ကျော်နှင့်ခံစားသည်တစ်ဖက်ကမိဖုရားများသည်ဟုဆိုရတော့လေ သာသနာရေးဘက်တွင် အလွန်အကျူးအားပေးတော်မူသောမင်းတပါဖြစ်သည်တဲ့ပင်သောအခါမင်းတို့ဘရင်မင်းမြတ်ကဗမောဆရာတော်အားနန်းတော်သို့ပင့်ပြီးဆုံးကတ်တော်မူသည်သင်္ကန်းစသောပရိခယာပျက်စီးများကိုလှူဒန်းပူဇော်လေသည်တရားမနာမီဆုံးဖုံးပေးပြီးမင်းတို့မင်းနှင့်ဗမောဆရာတော်တို့အလာပါတလာပါပြောဆိုလျှောက်ထားနေကြစဉ်မှာမင်းတို့မင်းက တပည့်တော်တို့လူလောကဝတ်ကြောင်ပစိုးတွေကောင်းကျိုးမပေးပါလားဖုရားအဖော်မမီးတကိုယ်ဒီစိတ်ငြိမ်ရာအရက်တို့တောထွက်ရကောင်းမလားပင်တွေးတော်မိပါသည်ဖုရားဟုရှောက်ထားလိုက်ရာဘမောဆရာတော်ကကွန်ဝါရင်ပြုံးတော်မူသည်နောက်အတန်ငယ်ကြာမှမင်းတို့မင်းပဲလှည့်ပြီးတကားတော်ကစိတ်ကဖုံးကြီးလီးရဓမြဖြစ်နေတယ် တောထွက်နိုင်မှမလားဟုမမဆရာတော်ကကွန်းဝါး၍ပြုံးရင်းရပြန်လှန်မေးခွန်းထုတ်လိုက်ရာမင်းတို့မင်းမအတော်မျက်နှာပြက်သွားလေသည်နန်းတွင်သူနန်းတွင်သားများလည်းမျက်နှာပြက်သွားကြလေသည်မင်းတို့ပြင်ကြည့်သည်ဗမောဆရာတော်ကအမှန်တဘာဝကိုပြောဆိုခြင်းသာဖြစ်သည်ဟု အောက်မေ့ပြီးမချီတင်ငယ်ပြုံးတော်မူရသည်အခြားနန်းတွင်သူနန်းတွင်သားများမှလည်း ဘရင်မျက်နှာတော်ကိုကြည့်၍ပြုံးလာကြရသည်တဲ့ကဲပြောထည့်လိုက်တာဘလောက်တောင်အားပါလဲဟင်စိတ်ကဖုံးကြီးဒီကဓမြဖြစ်နေတယ်တဲ့တိတ်ကြောက်ဖို့ကောင်းတာနော်တော်ကြီးရကျွန်တော်ဒီတွန်လိုင်းထဲမှာလည်းအဲ့လိုဟာတွေရှိရလေလူကသာဖုံးကြီးဟမ်ဟိုကဓမြဖြစ်နေတဲ့ကောင်းကြီးအဲ့လိုကောင်းကြီးကသင်ငန်းခြုံပြီးတော့စောက်တလွဲလုံနေတဲ့ကောင်းကြီးသိတယ်မလားဘမော်ဆရာတော်ဒီဤတို့ပင် မိမိရာကိုးကွယ်ဆင်းကက်သည့်မင်းဟု မျက်နာမထောက်ပဲစိတ်ထဲထင်မြင်လာသည်ကိုမထိတ်မချန့်တဲတူပြောဆိုမိတ်ကြားခဲ့လေသည်တဲ့ဝန်ကြီးလေးပါတို့ဝေဖန်ချက်ကဗျာ ိုင်းပြည်ရေးရံနဲ့ပတ်သက်၍လည်းဗမော်ဆရာတော်သည်အမှုမဲ့အမှတ်မဲ့မနေလိလူရှု၍မထားဝေဖန်တဲ့သူကိုဝေဖန်သတိပေးတဲ့သူကိုသတိပေးသည်သို့သောဆရာတော်သည် မင်းပေါ့စိုးပေါ့မဟုတ်၍ထိုဝေဖန်ချက်ကြပါဦးနန်းတော်ရင်မြင်နေ၌ပစ်ချထားလေသည်ပစ္စာပေါ့ဗျာမင်းတို့မင်းလက်ထက်တွင် ဝန်ကြီး၄ပါးရှိလေသည်လွတ်တော်ဝန်ကြီးများဖြစ်သောပခန်းမျိုးစားဝန်ရှင်တော်မင်းကြီးသည် လေနာယောဂါဆွဲကပ်နေသောကြောင့်မှုခင်းများကိုကောင်းစွာမဆုံးဖြတ်နိုင်။လောင်းရှင်မျိုးစာဝန်ရှင်တော်မင်းကြီးမှာကမြင်ကွန်းမြင်းခုန်တန်အေးတွင်ဓာတန်ရာရရှိ၍ကောင်းစွာမတန်ဆွမ်းချိနဲ့နေသည်ဖြစ်အမှုကိစ္စများကို ကောင်းစွာမဆောင်ရွက်နိုင်။ခန်းလမ်းမျိုးစာဝန်ရှင်တော်မင်းကြီးကလည်းနားထိုင်းနေ၍မှုကိစ္စဆောင်ရွက်ရာတွင် များစွာအခက်ခဲရှိသည်။ဒီနေ့ညောင်းမျိုးစာမင်းကြီးတပါးသာလျှင် ကြမ်းကြမ်းမှမှရှိသည်ကိုမမော်စရာတော့တွေ့မြင်သည်ဒီဒီယာကိုစီရင် ဆုံးဖြတ်ရသော တိုင်းပြည်ကျိုးကန်ဝန်ကြီး၄ပါးတွင်၃ပါးမှာယောဂသည်များဖြစ်နေ၍တိုင်းရင်းပြည်မှုများတွင် အင်အားချိနေနေသည်ကိုမြင်၍ဤသို့တတိပေးဟန်တူပေသည်ထိုကဗျာမှာပခန့်မှာလေလောင်းရှိမှာဒါခန်းလက်မှာနာရေနံတတိုင်းချင်း လင်းပါမလား ဤကဗျာမှာအတူဆုံးနဲ့အဘိဓိအထီရောက်ဆုံးတာအသွားဆုံးတိုင်းပြုတ်ပြေပြုတ်ကဗျာတပုတ်ပင်ဖြစ်သည်သို့သောဗမောဆရာတော်ဒီကတိုင်းပြည်အတွက်စေတနာရှိ၍တတိပေးတော်လဲညနှကောင်းမရပြီတိုင်းပြည်ထိပ်သည့်၄ဦးရှိသည့်အနက်၃ဦးတို့၏အညဉ့်ဉင်ကို ခံခဲ့ရသည်ဗမောဆရာတော်ကမြည်သူကပင်မုံစီဂယုမဆိုင်သောပုံကူမျိုးဖြစ်သည်သို့သောဗမောဆရာတော်သည် ြစ်စာတပွဲရေးပေးသည့်အတွက်အဖိုးတန်တော်လဲတန်ဖိုးမရှိဖြစ်လေသည်ထိုကဗျာနှင့်ထိုပြစ်စာကိုမြင်ကြရမမော်ဆရာတော်ဟုတိကြလေသည်မိုက်တယ်ကဗျာဟုတ်တယ်ဒီခေတ်မှာလဲအဲ့လိုမျိုးအပြုတ်သဘောနဲ့ဝေဖန်တဲ့သူတွေရှိသလိုအပြတ်သဘောနဲ့ဝေဖန်တဲ့သူတွေရှိတယ်နောက်တစ်ခုကျတော့အပြုတ်လိုလိုအပြတ်လိုလိုနဲ့ကြားထဲကနေကန့်လန့်တိုက်တဲ့ဝေဖန်မှုတွေရှိတယ်ဆရာကြီးတွေပေါ့နော်ကြောက်ပါလေကြောက်ပါလေကြောက်ပါလေ တမဆရာတော်များသို့ဝေဖန်ကြကြဗျာဗမောဆရာတော်သည်ဘယင်နှင့်ဝန်ကြီးများကဟုတ်တိုင်းမှန်တိုင်းဘဟောတိုင်းတိုင်းနှင့်ရေးတက်ပြောတတ်သည်မဟုတ်သေးသာသနာပိုင်ဆရာတော်များကိုပင်လင်ချမ်းသာပေးတတ်သူမဟုတ်သူတမဆရာတော်စာတက်ပေတတ်အကြော်မော်များကိုလည်းချမ်းသာပေးခဲ့သူမဟုတ်ပေသူတမဆရာတော်များမှာ၈ပါးရှိသည်သူတမဆရာတော်၈ပါး၏စီဝေဆုံးဖြတ်ချက်များသည့် သာသနာရေးကိစ္စတွင်အတီဖြစ်ရသည်ထိုသူတမဝင်ဆရာတော်ရှစ်ပါးမှာပြည်ဆရာတော်မန္တလာယာမတိုက်မရိယာဆရာတော်အရှိမရိယာတိုက်မောင်းထောင်ဆရာတော်မင်္ဂလာယာမတိုက်တပ်ပန်းဆရာတော်တပ်ပန်းတိုက်ဆလင်းဆရာတော်အရှိဆလင်းတိုက်စံကြောင်းဆရာတော်စံကြောင်းတိုက် င်ကစားဆရာတော်အရှိတင်ကစားတိုက်ပခန်းဆရာတော်မဟာဝိသုဒ္ဓရာမတိုက်ဤသို့ဆိုရင်သူတမဆရာတော်၈ပါးရှိရာရော့သွားရင်ထပ်မံဖြည့်ဆွက်ရသည်ဘမောဆရာတော်မှလည်းအထပ်ပါဆရာတော်ကြီးများကဲ့သို့ပင်ဘွေးရဆရာတော်တစ်ပါးဖြစ်တော်လဲမဟုတ်လေမခန်းမှန်ရာကိုဒဲတို့ပြောတတ်၍မြည်သူကမြမညာအမှန်တရားကိုလူလာသော ပုံကူဖြစ်ရာ သူတမတွင် ထဲ့သွင်းမှာကအကော်အကက်များနဲ့ဆုံးဖြတ်ချက်တစ်ခုချရင်အတော်ပင်ကျိုးပန်းယူရမည်ဟုထင်မြင်ကြသောကြောင့်သူတမအဖွဲတွင် မထဲ့သွင်းခြင်းဖြစ်ဟန်တူသည်ဤတွင် အလင်းသည်သည့်ဖြစ်ဝိဝါဒတရားကိုဖော်ပြလိုပေသေးသည်ဤအချက်မှာမမောဆရာတို့၏ဘွဲ့တော်မှာပဏိတဝန္တာဘိဒဇမဟာဓမ္မရာဇာဓိရာဇဂုရုဖြစ်ကြောင်းကိုမှတ်တမ်းအသီးသီးတွင် တူညီပေသည်သို့သောဤဘွဲတစိတ်တို့မင်းတို့မင်းဆက်ကတ်သည်ဟူ၍၎င်း ပကံမင်းဆက်ကတ်သည်ဟူ၍၎င်းဝိဝါရကွဲပြားခဲ့ကြသည်ဤချက်ကိုပြန်လဲသုံးသက်လျင်မင်းတို့မင်းနန္ဒတ်ကျင်းတွင်ဗမောဆရာတော်သည်ပကံမင်းဤမိဖုရားဥဘောတရာဆောက်လုပ်လှူဒန်းသောအကြောင်း၌တွင်ကြောင်းနိုင်ဆရာတော်ဖြစ်၍နေပေသည်မင်းတို့မင်းခေတ်တွင်ဗမောမင်းသမီးဤကြောင်းတိုက်ကိုအမိပြု၍ ဗမောဆရာတော်ဟူ၍လေတွင်နေခဲ့လေပြီတို့ဖြစ်၍မင်းတို့မင်းကစက္ကလူတန်းသောဘွဲရစိတ်တော်လောပကံမင်းကစက္ကလူတန်းသောဘွဲရစိတ်တော်လောဟုစမ်းစစ်သုံးသက်လျင်ပကံမင်းစက္ကသောဘွဲရစိတ်တော်ဖြစ်မည်ကပို၍နီးဆက်ပေသည်သာသနာရေးကိစ္စတွင် ထိတ်တန်းကနေသောသာသနာအာဏာပိုင်ဆရာတော်များဖြစ်ကြ၍သူတို့မှဆရာတော်ကြီးများကိုပင် မလွတ်တမ်းဝေဖန်၍စာချိုးခဲ့ဘူးလေသည် ။မောင်တပန်းကတန်းဝေးဝေးမောင်လှထွေမှာစားပေနတ်ထိမောင်စလင်းမတော့ပြင်းလွန်လို့စားမကြည့်။မင်းနံမှာလူနဲ့နှောတယ်တော်တော်ညံဤ။မန္တလာမှုချင်းရမစုံစမ်းငင်က ငေါငန်းပါဤ။ဤကဗျာဤအတိတ်ပင်မှာမောင်တပန်းကတန်းဝေးဝေးဆိုသည့်ရမှာတပန်းဆရာတော်ဖျားတရားသမင်စီရင်သောအခါ၌ တရားသဘင်၌စိတ်မဝင်သာတတန်းတန်းတဝေဝေနှင့်ငိုင်မြည်လေရှိကြောင်းမောင်လှထွေစာပေနတ်တီဟူဒီမှာလှထွေဆရာတော်သည်စာပေမတက်ကြောင်းကိုအတိတ်တလင်းဖော်ပြထားလေသည်ဖဲ့နော်မောင်စလင်းမတော့ပြင်းလွန်းလို့စာမကြည့်ဟူဒီမှာစလင်းဆရာတော်သည်တရားသဘင်စည်ရင်ရ၌ဝီနီအထောက်ထားကျန်းကန်အကူကားတို့ကိုရှာဖွေတိုက်ဆိုင်ကြည့်ရှုရ၌အခြားဆရာတော်များကိုသာလွှဲအပ်၍ စလင်းဆရာတော်ကဝီနီပိရကတ်ကျမ်းဂန်အထောက်ထားကိုရှာဖွေကြည့်ရှုရသည်မှာအလွန်ပြင်းလှကြောင်းမင်းနာမလူနှင့်နှောတယ်သောသောညံဤဟုသည်မှာပခန်းဆရာတော်ဥနန္ဒာကိုမင်းနန်းဟုတင်စား၍ထိုပခန်းဆရာတော်မှာလူဒါယကံများနှင့်အယောတဝင်နေ၍စကားကိုဖောင်လောက်အောင်ပြောတတ်ကြောင်းမန္တလာမှုချင်းရမစုံစမ်းငင်ကငောင်ငန်းပါဤဟုသည်မှာမန္တလာယာမဆရာတော်သည် မှုအချင်းရာကိုမစုံစမ်းသေးပဲကြိုတင်ငေါငန်းတက်ကြောင်းဟူ၍ဖြစ်သည်ဤကဗျာဟုသူဓမ္မစရတွင် ကတ်ထားသည်ကို တွေ့ကလေးကဗမောဆရာတော်၏လက်ချက်မှန်ကိုတိလိုက်ကြသည်သူဓမ္မဆရာတော်တို့မှအဘယ်မြမခံကျင်စရာဖြစ်ခြင်းမည်နည်းကဗျာဤယတအားအပေါ်လွင်ဆုံးနှင့်ထိထိမိမိရှိလာသည်ပုဂ္ဂိုလ်တစ်ပါးစီစရိုက်ကိုတွင်တွင်ကွက်ကွက်မြင်နိုင်သည် သို့သောဗမောဆရာတော်ကမျက်နှာကောင်းရမည်မဟုတ်ပဲအညူအညင်ခံရမည်မှာသေကြသည်ဗမောတို့အပုတ်ခံရသည့်ကိစ္စကြီးဗမောဆရာတော်သည် ြီးစွာသော အကြက်တဲတစ်ခုနှင့်ရင်ဆိုင်လာရပြန်သည်ဆရာတော်သည် သူ၏အထုံးဝါဒနာတိုင်းမြည်သည့်တိုင်းရေးပြည်ရေးသာသနာရေးကိစ္စမဆိုထေလုံးငော့လုံးများဖြင့်ရေးလေရေးထချိုးလေချိုးထရှိသည်ဘုံမဆရာတော်အကြက်တစ်ခုနှင့်ရင်ဆိုင်လာရသည်မှာမင်းတို့ဘရင်မြင့်မြတ်သည် ပိရကတ်သုံးပုံနှင့်ဝိနည်းစရာတို့၌အထူးကျွမ်းကျင်သောရှန်ကလေးကျုံးစရာတို့ဥနန္ဒအားတပည့်ယဟန်တာမဏိမြ ဝီနီးတော်နှင့်အညီကြင့်ကြံနိုင်ရန်အမိပြန်နန်းတစ်ခုရေးသွင်းစေလေသည်ရှန်ကလေးကျွန်းဆရာတော်က220ခုနှစ်သွဲအပါဝင်တေခိယကျင့်စဉ်နဥပါဏနတ်စတတိတ်ခါပုံများအရာယဟန်တော်နှင့်တာမဏိများရွာတွင်မြို့တွင်ဝင်ရောက်ရာတွင်ထီမဆောင်ရဖနှက်မစည်းရကြောင်းအမိပြန်နန်းစာတော်ကိုဘယင်းမင်းမြတ်ထံရေးသွင်းဆက်ကပ်လေသည် ထိုအမိတ်ပြန်နှန်းကိုမင်းတို့ဘရင်မြင့်မြတ်ကသူတမဆရာတော်ရှစ်ပါးအားပင့်ဖိတ်ပြီးဆက်ကအတီးပြုတ်စေသည်သူတမဆရာတော်များကလည်းအချင်းချင်းနှိမ့်နှိုင်းဆွေးနွေးပြီးဝီနီတော်များနဲ့ညီညွတ်၍ထိုအမိတ်ပြန်နှန်းကိုအတီးပြုတ်စေတော်သည်မဟာတန်ဝန်ကသာသနာပိုင်ဆရာတော်တန်ဆက်ကပြီး လေးကွင်းလေးရက်နှင့်တကွတိုင်းလုံးပြည်လုံးနှံ့ထိုအမိတ်ပြန်နှန်းကိုထုတ်ဆင့်လေသည် ဘမောဆရာတော်သည်ထိုအမိန့်ပြန်နှံကို တွေ့ရှိဖတ်မိတော်သည်ဘမောဆရာတော်၏စိတ်ထဲတွင်လည်းရိုးရိုးရွတ်ရွတ်လှုပ်လှုပ်ရှားရှားဖြစ်လာသည်ချန်ကလေးကျွန်းဆရာတော်မှာကတဲ့လူမျိုးဖြစ်သည်ကတဲ့လူမျိုးများသည်နေတန်လေတန်နှင့်တကွအပင်ပန်းဆင်းရဲအမျိုးမျိုးကိုခံနိုင်စွမ်းရှိသည်ဒါကြောင့်မပြောပလောက်သည့်အာဘက်လီကိုရေကြီးခွင်ကျေလှုပ်၍ထီးမဆောင်ရဖက်နှက်မစည်းရဟုသော အမိန့်ပြန်နှံကို ထုတ်ဆင်ခြင်းဖြစ်သည်ဟုဗမောဆရာတော်ကယူဆသည်။နောက်ပြီးဗမောဆရာတော်ကမြမလူမျိုးယဟန်တာမဏိများသည်ကတဲလူမျိုးယဟန်တာမဏိများလောက်အပင်မအစင်ရဲ့ခံနိုင်စွမ်းမရှိဂုရုကအပတ်ကြီးလေသည့်ဝိနည်းပညာချက်များကိုသာမကြိုးမပေါက်အောင်အလေးကယူပြုသင်ကြောင်းထီးဖနက်မစည်းမဆောင်းမှုမြို့တွင်ရွာတွင်သွားမိပါကဥဒုတပယမမျှတာပဲ ယောဂဗျာထူပြောနိုင်ကြောင်းသာသနာတော်အရှိလေးမြင့်စွာထမ်းရွက်နိုင်မည်မဟုတ်ကြောင်းသဘောတော်ရလေသည်ထို့ကြောင့်ပင်ပမောဆရာတော်သည်နန်းတော်အတွင်ရှိလေသိန်းအတွင်ဝန်ဥချိန်ဤအိမ်အနည်းသို့အောက်ဖော်ပြပါအဆုံးသက်ပါရှိသော ပြန်နန်းသိန်းအမှုငိမ်းဝိနိစီယဩဝါဒစာချိုးတစ်ပုဒ်ကို ပြစ်ခဲ့လေသည်ရာဇဝင်ထုံးနှန်းလှမ်းလိုက်သည့်ပြန်နန်းတော်မှာ သာမရိဗလချာနှင့်အယားအယာပြဆိုချက်တို့ရှက်ပါပြီ။သာဆက်တဲ့ဝီနီးကျဲလေကျင်လမောင်ရှမ်းထွက်ခင်တော့ဘတ်ဘောလင်းအမြန်ဖြုတ်မယ်ရှုံထိတ်ပုတ်တန်းဤသို့ဖြင့်မမော်ဆရာတော်သည်နန်းတွင်တည်အောင်ပစ္စာကိုပြစ်သည့်အပြင် ချန်ကလေးကျွန်းဆရာတော်သတင်းသုံးသည့်ကြောင်းဝင်းအတွင်းသို့လဲအောက်ပါ ရှေလျားသည့်စာကြိုးတစ်ပုဒ်ကို ြစ်ခဲ့လေသည်တော်တွင်ကနကြစ်သောဂျူကျိုးမနုံတော်ယုံတွင်မတွန်မဲရဲစာနီတောစီကကြော်မလားနိုင်ငံတော်တလွားမှာပြိုင်ဘက်ကရှာတက်မလားထွက်ပတော်လားမထွက်ဝွန်တို့အနားမှာဘာပြုတ်လို့တွန်းသလားမြေကန်းရန်ရေနာကလူပြေမှာငါတကားဟု စိတ်ထားကြည့်တဲ့တောရဝါမှားချက်ကနာမောင်တို့အဖြစ်ကကိုစားရှက်လှပါ နောက်များကူပါ လူပုံကိုမတီလာခြင်းနဲ့ခင်တို့ဟာနေရမြဲမှု နောက်တော့ပါ ဖောတဲ့ဟဲနဲ့ပြေးရော့တကတဲ့ဆရာတော်ဆိုလိုသည့်အတိတ်ပဲမှာရှမ်းကလေးကျွန်းဆရာတော်ကိုနွားနဲ့နှမ်း၍ကိုနဲ့တန်ရာတန်ရာတွင်မတွန်မဲ့ ဤအမိတော်ပြန်နှန်းကိုအဘဲကြောင့်အဝေးမှနေပြီးတွန့်နေပါသည်။ငါနှင့်ရဲဝတ်စွာပြိုင်လိုရင်းအမြန်ထွက်လာပါ။မြစ်ကမ်းရန်ရေနာကလူပြေမှာငါတကားဟု စိတ်ထားကြည့်တဲ့တော်တွင်ကယဟန်။သင်မှားနေပြီ။သင်တို့ကသာရှက်လာသည်။နောက်များဟုလူပြေလူရွာမလားခြင်းမှနှင့်တို့ဒီမှာအမြဲရှိနေတယ်။သင်အဖို့အပေါင်းနေနဲ့ပြေးပြေရောဟုဆိုလိုပေသည်။ မင်းတို့မင်းကြီးဒီဤကိစ္စမှာဒေးငယ်သောကိစ္စမဟုတ်မိမိကိုယ်တိုင်မှာသူတမဆရာတော်များနဲ့တိုင်ပင်ရေးပြုလုပ်ထားသောပြန်နှံဖြစ်သည်မိမိကိုယ်တိုင်ကမလျှောက်ထားလို့သာသနာပိုင်နဲ့လျှောက်ထား၍ဤစာများ ရေးမရေးကိုသာသနာပိုင်ဆရာတော်ကမေးမြန်းပါရန်မင်းတို့မင်းကလျှောက်ထားလေသည်သာသနာပိုင်ဆရာတော်ကဗမောဆရာတော်အားခေါ်ယူစစ်မေးသောအခါဗမောဆရာတော်ဖြေကြားပုံမှာ ပဏိတံပညာရှိကိုညေယတိယာဤဟု၍ဖြစ်သည်သာသနာပိုင်ဆရာတော်ဤဘွဲ့မှာဥညေယဖြစ်သည်သာသနာပိုင်ဆရာတော်ကသူတမာကလက်ခံထားသောဝိနည်းစရစာတန်းကိုမမောဆရာတော်မကြည်မချမ်းဖြစ်၍စာချိုးရေးပြီးကတ်ထားသည်မှာမမောဆရာတော်ပင်မဟုတ်ပါလုံးမေးလေရင်မမောဆရာတော်ကပဏိတမရေဟု၍ငုံတီတီဖြေသည် သာသနာပိုင်ဆရာတော်ကဗမောဆရာတော်၏စကားကိုအချက်ပန်ပိုင်မရနိုင်သေး၍လက်ဆုပ်လက်ကင်မိစီရင်ပဏိတမရေးရင်နှုတ်နယ်ကို ပြောပေးတာမဟုတ်လားဟု မေးသည့်အခါပဏိတမသိဟု၍ငုံတိတိဖြေကြားတော်မူသည်သာသနာပိုင်ဆရာတော်လည်းညစ်ကြေကြေလုံနေသောဗမောဆရာတော်အားလက်လျှော့လိုက်ရလေသည် ခဲ့ပါစာရေးဆရာဦးကျော်ဦးရေးသားပြုစုတဲ့ဗမော်ဆရာတော်ရဲ့ဟာတရတနှင့်ကဗျာများစာအုပ်ကိုအပိုင်း၃အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ရောင်နီပရိသတ်တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။